ကောင်းသောညပါ31ရက်ဆယ်လ2025တောက်ကြညလေးမှာ Peaceful Life Channel လေးကနေဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ကျမတို့တွေကိုစိတ်ပူလာမှုဝမ်းနည်းမှုနောင်တရမှုတွေကို ဖြစ်စေတဲ့အဓိကတရားခံအကြောင်းပဲဖြစ်ပါတယ်။ကျမတို့ရဲ့ဘဝမှာကျမတို့ထိ ंछ ုပ်ကန့်တွယ်ခွင့်ရှိတဲ့အရာတွေရှိသလိုကျမတို့ထိ ंछ ုပ်ခွင့်မရှိတဲ့အရာတွေလည်းရှိပါတယ်။ဘလို့အရာတွေကြောင့်ကျမတို့ရဲ့ပူလာမှုဝမ်းနည်းမှု နောင်နာရမှုတွေကိုဖြစ်စေပါတည်းလေကျမတို့ရဲ့ဒေါသကြောင့်လို့ပဲဖြေပြရစီတရားရဂိုင်းနှုံတော့ကျမတို့တွေရဲ့ဝမ်းနည်းမှုတွေနောင်နာတွေဟာကျမတို့ရဲ့ဒေါသကြောင့်ဖြစ်ရတာမဟုတ်ပင်မဲ့ရဂိုင်းနှုံတော်တော်များများကတော့ကျမတို့ရဲ့ဒေါသကြောင့်ဖြစ်ရတာပါဒေါသအလျောက်ပြောမိပြူးမိတော့အကြောင်းအရာများကြောင့်ကျမတို့ဝမ်းနည်းရနောင်တရကြရပါတယ်တကယ်လို့များ ဒေါသလျောက်ပြုမှုပြောဆိုဆက်ဆံမိခဲ့တဲ့အမားတွေအတွက်ဝန်နေနေမယ်။နောင်တရနေမယ်ဆိုရင်စစ်ကိုအများကြီးအပူလောင်မခံမယ်။အမားတွေကနေသင်ငန်းစာယူကြရစို့နော်။တောင်းမှန်권ရှိသေးတယ်ဆိုရင်လည်းကျမတို့တောင်းမှန်လိုက်ကြရအောင်နော်။ကျမတို့ရဲ့ဒေါသဆိုတာကျမတို့ထိန်ချုပ်ကန်တွယ်권ရှိတဲ့အရာပါ။ကျမတို့ကိုဝန်နေမှုနောင်တရမှုတွေဖြစ်စေတဲ့ပြောမှဆိုမှအပြုမှုမှတွေမဖြစ်စေဖို့ အဓိကတရားခံဖြစ်တဲ့ကျမတို့ရဲ့ဒေါသကိုတည်င်းနဲ့ကာကွယ်ကြရအောင်ပါ ကျမတို့တွေနေ့စဉ်မှာ ကျမတို့ရဲ့ကိုယ်နှုတ်စိတ်ကိုတည်တားဆောက်ရှောက်မယ်ဆိုရင်ဒေါသဆိုတဲ့ရန်သူဝင်ရောက်လာတာကိုကျမတို့အလွယ်တကူသိနိုင်မှာပါဒီလိုဆိုရင်ဒေါသကိုပြောမဆိုမပြုတ်မှုမတွေဖြစ်တဲ့အထိကြီးထားခွင့်မရအောင် ကျမတို့တွေထိန်းချုပ်နိုင်ပါပြီ။ ကျမတို့တွေအားလုံးဟာစကန်နဲ့မြအီလောကကြီးကနေထွက်ခွာသွားနိုင်ပါတယ်။ဒါကြောင့်မို့ရှင်တန်ခွင့်ရတဲ့တမှု ရှိရဲ့အချိန်လေးမှာ ကျမတို့ဒေါသအလျောက်မှားခဲ့တာတွေရှိရင်ကျမတို့တောင်းပန်လိုက်ကြရအောင်နော်။အမားတွေကနေသင်ခန်းစာယူပြီး ကျမတို့ရဲ့ဒေါသကိုကြီးထားခွင့်မရအောင် အသိဉာဏ်ရှင်သောစိတ်ဖြင့်ထိန်းချုပ်ကြရအောင်နော်။ကျမတို့တွေအားလုံးတရက်တစ်ရက်အမားနေပြီးဝမ်းနည်းမှုနဲ့နောင်နာတွေနေနိုင်သမျှနေရအောင် ကျမတို့ရဲ့ကိုနှုတ်စိတ်ကိုနှိမ့်စင်တတိလေးကပ်ပြီးကမ္မွန်သောကုကျင့်တရားကျင့်နာသောစိတ်ဓာတ်ဖြင့်ကုသိုလ်ပညာဥစ္စာကိုကျမတို့တွေအတူတူစုဆောင်ကြစို့နော်